အလူကြီးပေးဖြစ်ခဲ့တယ်လို့ပြောပြလာတဲ့အစီအဖြိုးရဲ့မိခင်တော်တီတီဝင်း အားလုံးပဲမင်္ဂလာပါရှင်။တရုတ်ဆောင်စီဖြိုးရဲ့မိခင်ဖြစ်သူတော်တည်တည်ဝင်းကတော့ခုစိန်ငနင်ပေးတဲ့ပြည်သူတွေကိုတပတ်တလန်ကနေကိုရိုင်းတွားရောက်ကလွှတ်တန်းထောက်ပံ့ပေးနေပြီဖြစ်ပြီးတော်တည်တည်ဝင်းကတော့ငနင်ပေးတဲ့နေရာတွေကိုလည်းအလူငွေသိန်းတထောင်ကိုငလျင်တန်တောက်ပြည့်စည်ယူရွှန်သွားတဲ့ဒေတာအသေးသေးတွင်မတည်လွှတ်တန်းပေးသွားမှာဖြစ်ပါတယ်။အဲတောင်လေးတွေကိုလည်းစီဖြိုးရဲ့မိခင်ဖြစ်သူတော်တည်တည်ဝင်းကသူရဲ့ဆိုရှယ်မီဒီယာပေါ်ကနေမျှဝေတည်ပြထားတာကိုတွေ့ရပါတယ်။ ဒေါ်တီတီဝင်းကလက်ရှိမှာငလင်ပေတဲ့နေရာတွေကို grind သွားရောက်ကလွတ်တန်းထောက်ပံ့ပေးနေရပါငလင်ပေတဲ့နေရာတွေကိုကုညစ်ထောက်ပံ့ပေးသွားမယ့်အပေါ်မှာလည်းဒေါ်တီတီဝင်းကအခုလိုပဲအသိပေးပြောပြလာခဲ့ပါတယ်ဒေါ်တီတီဝင်းကငလင်ပေပထမအကြိမ်စတင်အလူငယ်တိမ်ပေါင်းတိုင်းတထောင်ကိုပြည့်စည်ရွရွံသွားတဲ့ဒေတာအသည့်တွေတွင်မှတ်တည်လွတ်ကျန်ပြီးသွားမှာဖြစ်ပါတယ်။အမြန်ဆုံးဘင်းဒီရဲ့ကက်ဆူကြီးကေဝေသွားပါစေဆိုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်နော်ဆိုပြီးရေးသားမျှဝေထားပါတယ်။ ။အလူတန်းတွေဆိုရင်အရှိဆုံးကနေပါဝင်တက်ပြီးလက်မနေတက်တဲ့တော်တတီဝင်ရတော့အခုစရင်ပြင်မနာဖက်ကိုတော့ကကုညထောက်ပံ့ပေးနေပြီးဖြစ်ပြီးသူ့အနေနဲ့အလူကြီးပေးဖြစ်ခဲ့တဲ့အကြောင်းတွေကိုအခုလိုပဲပြောပြလာခဲ့ပါရယ်။တော်တတီဝင်ကမဟုတ်ဘူးငါကအတွက်3900နောက်ထပ်အလူတစ်ခုက3800ပြင်မနာကအလူလေးနဲ့ပေါင်းလိုက်ရင်စွစွပေါက်ကအလုံး3800ပေါ့နော် အခုလိုအလူကြီးလှုပ်ပြတ်သွားတော့ antidote အနေနဲ့လည်းတင်ပေါင်းရှိရာအလူကြီးဖြစ်သွားခဲ့တာပေါ့နော်အားလုံးကိုလည်းအကဲကဲတွေကနေကြော်လွားနိုင်စေချင်တယ်ဒီလူလေးကတို့တို့အတွက်စိတ်ခွာဖြစ်စေမှာပါဆိုပြီးတော့ဒေါက်တာတီဝင်းကပြောပြလာခဲ့ပါတယ် အခုလိုတကယ်လို့အဲ့ဒီရဲ့နေရာတွေကိုဂရိုင်းပဲတွားရကားလွတ်ကျန်၆ပန်းပေးနေတဲ့ဒေါ်တတီဝင်းကတော့ငလင်ပေးတဲ့ပြည်သူတွေကိုလည်းတရင်တနေတွေ့ဆုံကအားပေးနေသိပေးခဲ့တာကိုတွေ့ရပါတယ်။အဲ့ဒီမြင်ကွင်းလေးကတော့တကယ်ကိုကြည်ညိုစရာပါ။ဒါပြန်ဒေါ်တတီဝင်းကငလင်တန်တဲ့ပြည်သူတွေကိုငွေသားတွေကိုလည်း၆ပန်းပေးနေတာကိုတွေ့ရပါတယ်။အခုလိုပရဟိတအလုပ်တွေမှာဆောင်ရွက်ပေးနေတဲ့ဒေါ်တတီဝင်းကိုကြည့်ပြီးတော့ပိတရီကလည်းအားကြကျေနပ်ခဲ့ရပြီးမန်တွေမှာလည်းဆူတောင်းစကားတွေအမျိုးမျိုးရေးသားထားကြတာကိုတွေ့ရပါတယ်။အခု ရင်တော့ဂျေဂျေဝင်းကငလင်တန်တဲ့နေရာတွေကိုဂရိုင်းတွားရောက်ကထောက်ပံ့လွတ်တန်းပေးနေပြီဖြစ်တယ်လို့နောက်ထပ်လည်းလွတ်တန်းမှုတွေပြုလုပ်သွားမယ်အကြောင်းကိုအခုလိုပဲပြောပြလာခဲ့ပါတယ်။ ဒေါ်တီဝင်းကအန်တီအားရောအလုံးကိုလွတ်တန်းပေးဖို့စိတ်ကူးရှိပါတယ်။တကယ်အရေးပေါ်လွယ်အပ်တဲ့နေရာတွေကိုပေါ့နော်။အလုံးအတွေ့အဆင်ပြေအောင်ကြိုးစားပေးသွားမှာပါ။ကက်ချီ၃ပါးကနေလည်းကင်ဝင်းစေဖို့ဆွတောင်းပေးပါတယ်။နောက်လွယ်အပ်တဲ့နေရာတွေကိုဂရိုင်းတွားရောက်ပြီးထောက်ပံ့ပေးသွားမှာပါဆိုပြီးပြောပြလာခဲ့ပါတယ်။ဒေါ်တီဝင်းကတော့ခုလိုသူမဂရိုင်းတွားရောက်ကလွတ်တန်းထောက်ပံ့ပေးဖြစ်နေတာကတော့သူတိတိယယလွတ်တန်းပေးနိုင်ရေးအတွက်အခုလိုဂရိုင်းတွားရောက်ဖြစ်တယ်လို့လည်းပြောပြလာပါတယ်။ ကျော်တီတူဝင်းကတော့ပြီးခဲ့တဲ့မွေးနေ့တုန်းကဆိုရင်လေရရရရကိုကျွေးမွေးလူချမ်းပြီးခဲ့အောင်ကိုကျွေးရပါတယ်။အခုလက်ရှိမှာတော့ကျော်တီတူဝင်းကဘဝကိုအေးအေးချမ်းချမ်းလေးဖြတ်တန်းရင်းအလူတန်းလေးတွေလုပ်ဖြစ်တယ်လို့ငလင်ပေးတင်နေရတဲ့အတွက်လည်းထောက်ပံ့ပေးနေပါတယ်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်သတင်းတွေအတွက်လည်းကျမတို့ရဲ့ page လေးကို like and follow လေးလုပ်ထားပေးကြပါဦးနော်။